အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာမောင်ချင်းရေးသားတယ်ကောင်းကင်ဝေးဝေးလို့အမည်ရတဲ့ယတဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာကောင်းကင်ဝေးဝေးကွင်းပြင်ကြဲကြီးကိုဖြတ်တန်း၍ခကြမ်းကြမ်းပြေးဝင်လာသော လေကလေးကြောင့်ငားကံပေါင်များပေါ်ရှိဝမ်းမလွတ်ငပြောပင်များတန်းတလုံးပင်များပေါက်ပန်းဖြူပင်များသည် လေတက်ရာသို့ရိမ့်ွဲ့သွားလိုက်ပြန်၍ထောင်မတ်လာလိုက်နှင့်ရိမ့်ကသလိုကြည့်၍ပင်ကောင်းသေးတော်သည်တမျောတခေါ်လှမ်း၍ကြည့်လျင် ဖွေးဖွေးလက်လက်ရေပြင်ကိုတအေကနှစ်အေကစသည်ဖြင့်ကန့်၍ပိုင်း၍မွေးမြူထားသောငါးမွေးကံများသည်ရှုမဆုံးနိုင်အောင်ရှိနေသည်ကံဆောင်တဲကလေးများသည် တလုံးနှင့်တလုံးတခေါ်အကွာဝေးတွင်တီးရှားတည်ရှိနေကြသည်နန္ဒခင်နေထွက်တပြုခန့်သာရှိသေးသဖြင့် ထိုကန်ဆောင်တဲကလေးများသည်စိမ့်စိမ့်ဆိုသောငပြောတော်များကြားတွင်တိတ်ဆိတ်စွာငြိမ်သက်နေသည်ဟုထင်ရ၏တည်တည်ချာချာကယူဆ၍ကြည်လျင်မူထမင်းဟင်းရှက်ပြုတ်ရာမိဖို့ကြောင့်မှထပ်ပေါ်၍လာသောမိခိုးတန်းကလေးများသည်တွန့်ခေါက်ခွေလင်းကဟိုးကောင်းကင်က တိမ်မြင်များစီသို့လုံးလုံးပြည့်တက်နေသည်ကို တွေ့နေရ၏ဖြတ်တန်တိုက်ခတ်လာသောလေထဲတွင်ငါးညီနှင့်တင်းတင်းကို ခံစားနေရသည်အကောင်ဖောက်ကန် အတ္တရောကံမျိုးငါများတိတံကံတို့ကိုဖြတ်တန်း၍ခရီးနှင်လာသောကြောင့်ပင်ဖြစ်ပါသည် ရေနေသည့်ငါးကံများအတွင်သို့လိုအပ်သောရေအတိန်နဲ့ရစေရန်ချောင်းကလေးအတွင်မှ ရေများဆက်ဖြင့်မောင်းရတိန်နေသဖြင့်ကူဘိုရာဆက်တံတထိုင်းတိုင်းသည်ကွင်းပြင်အနှံ့ပြန့်လင်း၍နေပေတော့သည်ချောင်းကံပင်နှင့်မလံမကံငါးကံဤတာတမန်ပေါ်တွင်ဓဏီမိုးထယံကတဲကလေးတစ်လုံးနှင့် တုံမိုးတုတ်ကအစာကိုတောင်ကလေးတစ်လုံးရှိပါ၏ထိုကိုတောင်ကလေး၏တစက်မိတ်အောက်တွင်တားပိုင်များနှင့်ရင်းလိမ်များကိုများတောင်များပုံကထပ်ခါရှိနေသည်ကိုတောင်နှင့်ခလန်းလန်းကံပေါင်းတွင်မှာတော့မြေလွတ်ဆိုင်ထားသောဘူးစဉ်နှင့်ရွှေပြုံခင်းများရှိလေသည်တံမာထွားကြိုင်းသောဘူးညွတ်ဖယုံညွတ်များသည်နမောင်းကြီးများတထောင်တောင်နှင့်မြက်ပင်များပေါ်တွားတွားနေကြသည် ဖွင့်ထွားအောင်မြင်သောဘူးသီးများသည်ဆင်းမရှိသည့်ဖြင့်တွဲလဲခူ၍မနေနိုင်ကြပဲမြေပြင်တွင်တုံးလုံးလှဲ၍အနားယူနေကြသည်ညိုမသည်ထိုဘူးကင်းတဲ့ဆင်း၍ဘူးညိုများကိုဖျက်ရန်ဘူးလွတ်တီးကင်းကလေးများကိုခူးရန်လာခဲ့ခြင်းဖြစ်တော်လေယခုထက်သည့်ဘူးတညွန့်ဘူးကျွတ်တလုံးတော်များမခူးဖျက်ရသေးပေဘူးညိုများဖယုံတွင်များကြားတွင်ရက်၍ အိုးခလန်းလန်းတွင်ကိုယ်ကောက်စည်းစင်း၍နေသောရှောင်းရိုးကလေးစီသို့လှမ်း၍ငေးမောနေမိသည်ညိုမ၏အာယုန်ထဲတွင်ဟိုးရှောင်းဝဲကလေးအတိုင်းမောင်းနှင်၍ဝင်ရောက်လာတတ်သည်ငါးစားများတဲဆောင်လာမည်ပဲ့တောင်ဆက်လေးကလေးကိုမြင်ရောင်လျက်ရှိပါ၏နှစ်ပတ်လျင်တစ်ခါဒါမှမဟုတ်သုံးပတ်လျင်တစ်ခါထိုးငါးစားလာဖို့သောဆက်လေးကလေးနှင့်ပါလာစမြဲဖြစ်သောဦးကိုညိုမတန်တလွမ်းဆွနေမိပါ၏ အခုတလောဆက်လီနှစ်ခေါက်ငါးစာလာဖို့သွားခဲ့ပြီဥကတော့ပါမလာခဲ့ပြီ အိမ်မဲចောင်းကုန်းဘက်ကငါးကန်နေစီသွားနေတယ်လို့လို့ညောင်တုံးဘက်ကကန်တွေကိုသွားပြီးတော့ပဲဖော်နေတယ်လို့လို့နှင့်မရေမရာတင်းစကားသာပါခဲ့ပါသည်ဥဤလူယုံကလည်းတိထက်ဘာမှပို့၍မေးမရခဲ့ယခုလည်းငါးစာတွေ ကုန်လူပြီမနေ့ညကတော့အဖေကငါးစာတွေတော်တော်နဲနေပြီဟေ့ ီတရက်နှစ်ရက်အတွင်းရအောင်မှအလျင်မိမယ်။ဆန်လဲကုံတော့မယ်ဟုပြောနေတန်ကို ကြားရသေး၏။အဖေကတော့သူ့တာဝန်ယူထားသည့်ကန်ထဲကငါးတွေအတက်ပဲအမြဲဦးစားပေးနေတတ်သည်။လူစားဖို့ဆန်စီကိုတော့အမေကတတိပေးနိုင်လုံးလို့ဟုညိုညိုမတွေးမိသေးသည်။အဖေအတွက်အရေးကြီးဆုံးအချက်တွေထဲမှာညိုမသိသလားသူငါးတွေအစာဝါဖို့ ရေရဲ့ရှင်ငံတက်တွေအမြဲတမ်းစံချိန်စံညွှန်းနဲ့ကိုက်ညီနေဖို့သူ့ရငားတွေတနေ့ထက်တနေ့တပတ်ထက်တပတ်အကောင်ကြီးကအသားတို့ဖို့အသားတို့ဖို့နဲ့အသေးပြောက်မရှိဘူးခိုးဝက်ဖန်းစည်းတာမခံရောက်ဖို့ကိုပဲတွေးတောနေတတ်လေသည် မကြမကြလဲပြောတတ်သည် အဖေတို့ကဆင်းရဲတယ်တမီးရဲ့ပညာလည်းမတက်ဘူးအဥ္စာလည်းမရှိဘူးအဖေတို့မှရှိတာဆိုလို့ရိုးသားမှုနဲ့တစ္ဆာတရားပဲရှိတယ် တထေးလေးကအဖေတို့ကိုယုံလို့တိမ်ပေါင်းများစွာတန်တဲ့ငါးကန်တွေကိုအပ်ထားတာအယိုးအဖိတ်အလေလွင့်အပြည့်စည်မရှိရအောင်စောင့်ရှောက်ရမှာကအဖေတို့ရဲ့တာဝန်ပဲအမေကတော့အဖေ့အွယ်ရတွင် ကိုတစ္ဆာကြီးဟုငေါတော်တော်ဖြင့်ခေါ်တတ်၏ညိုမရဲ့အတွေ့တွေအမြင်တန်းတွေတန်းနေစေမှာပင်ဟဲ့ညိုမဒီကောင်မကလေးနဲ့တော့ခတ်နေပြီဘူးညွန့်ကလေး၄၅ညွန့်နဲ့ ဘိုးချုပ်သူကလေးတွေတွားပြီးခူးခိုင်းလိုက်တာဘယ်စီရောက်နေလဲမသိပါဘူးတော်ကြသူ့အဖေကိုတစ္ဆာကြီးငါးသာကျွေးကအပြန်ဟင်းမချက်ရသေးတော့ကတော့ခတ်နေအောင်ပဲညိုမရေဟေးညိုမဟိုအမေကတဲတဲကဟစ်လိုက်တံကိုကြားလိုက်ရတော့မှသတိပြန်ဝင်လာကဩလာပြီအမေရေလာပြီဒီမှာဘိုးချုပ်သူကလေးတွေရှားနေလို့ဟုအတန်ပေးပြီးနီးစက်ရဘူးညွန့်လန်းလန်းကြီးတွေနဲ့ ဘူးကျူတီကလေးဟုတ်တာရောဘူးဒီအကောင်ကလေးများကိုပါလန်လန်းမီယာကောက်ရွေခူးကတဲစီတို့ပြန်ခဲ့လေတော့ဤညီနဲ့အေးဘူးညုံကလေးခူးခိုင်းလိုက်ပါလေပေါ်ကိုမလာတော့ဘူးညီအဖေကကြောကြကလေးစားကျင်နေရှက်ထားသားမှာဆိုပြီးမှားသွားတာအေးသူ့ခင်ဗျာမိုးမလင်းခင်ကလေးကငါးခံတွေအနှံ့အစာကျွေးနေရတာစားချမှာပေါ့ဟဲ့ဟဲ့ဒါကဘူးဒီအကောင်ကလေးတွေပါလား ဘူးကျွမမဟုတ်တာမယူမကောင်းနဲ့ဒီကောင်မကလေးနဲ့တော့ခတ်နေရှိပြီညိုမတဲတဲမှထွက်လာတော့အမေလောက်သူဤမြေတွန်တောက်တီးတန်ကဝေးရွေ့ကြံခဲ့သည်အငဲဆုံးသမီးထွေးကလေးမို့မိဘနှစ်ပါးကအရှိတ်ပူအလိုလိုက်ခဲ့ကြသည်ဖြင့်ညိုမတယောက်မှာစိုးကျင်တိုင်းစိုး၍နှဲ့ကျင်တိုင်းနှဲ့နေခဲ့၏တဲနှင့်ခလန်းလန်းကံပေါင်းမှနေ၍ဝဲရလက်ကဖေးအေးဖြစ်သူကိုရှာကြည့်သည် ။အိုးခဝေးဝေးမှာပြပြကလေးတရွေ့ရွေ့သွားနေတော့အဖေ့ငားစာကျွေးနေသည့်လှေကလေးထင်ပါရဲ့။အဖေအသက်60ကျော်ခဲ့လေပြီ။တားသမီး6ယောက်မွေးခဲ့ပြီး9ယောက်မှအိမ်တော်ခွဲသွားခဲ့လေပြီ။အငယ်ဆုံးနှအိုးနောက်ကြတားကလေးညိုမတယောက်သာကြံလေတော့ဤ။မိဘရင်ခွင်နှင့်ခိုလုံအားမွေးခဲ့ကြပြီးအတောင်အလက်ဆုံးသောငှက်များပမာအတိုက်ဟောင်းကိုဆွန့်ခွာသွားခဲ့ကြလေပြီ။ ကိုပိုင်အတိုက်အမြုံတွင်ပျော်ပါနေခဲ့ကြပေပြီဘဝတို့ရေလုံသားများသာဖြစ်ကြသဖြင့်မိအိုဖောက်အိုကြီးအားကျေးဇူးတုံလဲမဆက်နိုင်ခဲ့ကြထိုအခါအိုမင်းသောအွယ်ကိုမညာနိုင်မဲတက်ကြွင်တက်ကြွင်ရတငါအလုံးနဲ့ပင်အတက်မွေးနေကြစေပင်အိုးညိုမရဲ့အိမ်မက်တွေသာအကောင်အထည်ဖော်လိုက်စမ်းပါစေအဖေနဲ့အမေကိုညွန့်နေအောင်ထားပြမယ်ဟိုတယောက်တည်းပြောရင် အဖေလေကလေးရွေလျားရသူ ဂယုဏမြဝန်းများဖြင့်လာ၍ငေးနေမိတော်သည် ကန္တကံတွင်တေကနှစ်ေကခန့်ကျဲသောငါးကံများသည်ဟိုးအဝေးတွင်မှော်ဆရာဤအင်းွက်ကလေးများပါမှညင်ညင်ညာညာဆေးဆေးရီရီဖြင့် ကြည်၍ပင်ကောင်းနေသေးတော်သည်လင်းလက်သောနေကြီးသည်အတားအဆီးမဲ့သောငါးကံရည်ပင်ကိုမညာမတာကြဆင်းနေသည်ဖြင့်လှိုင်းကြက်ကလေးများသည်ရွှေရောင်တောက်ပနေကြသည် ပြစ်ချထားသောဖဲချိုးကလေးတစ်ခုကို ွေ့ကောက်ဝေးဝိုက်ကစည်းစင်းနေသောချောင်းကလေးသည် နေကြီးအောက်တွင်ငိုင်မြင်းနေသည်ဟုထင်ရပါသည်ဥတော်ကျော်တယောက်နတ်နတ်ဝေးလီဝင်လင်းကလေးကတကံပြီးတကံငါးများကိုအစာကျွေးလာခဲ့သည်မှာစွန်းကပ်ပြန်ချိန်တို့ပင်ရောက်ခဲ့လေပြီတကူလုံးလဲညောင်းညာကြိုက်ခဲ၍နေခဲ့ရှိပြီထို့ကြောင့်လေကလေးပေါ်တွင်ပင်မတ်တက်ရက်ခါခါဆန်ရသည်နတ်နတ်စောစောကလေးကထမင်းလော်နှင့်ရင်းနှွေးချမ်းသာဖြည့်ထားသောဝမ်းပိုက်သည်ဟာ၍နေခဲ့ရှိပြီ။ ခါးကိုတရွဲ့ရွဲ့မြည်အောင်လှဲ့၍ရှိုးရင်ဘေးပင်ညာဝေဝဲကကြည်သည်ကံပောင်ပေါ်တွင်မိုးကုန်ကန်ဤတုံးကစိုက်ပြိုးခဲ့သောငပြောပင်ကလေးများသည်ရွံ့သူစိမ့်ဝါကလေးတွင်လှား၍ပင်နေပါတော့သည်ကံပောင်ပေါ်တွင်တန်းစီနေကြသောဓာတ်တလုံးပင်မျိုးကလေးများတွင်အပွင့်ဖြူဖြူကလေးများပွင့်နေကြပေပြီအမီးနှက်ခွနှင့်ငှက်တော်ကလေးနှစ်ကောင်သည် အပင်ပေါ်မှနားလိုက်ပစင်းကလေးများကိုလိုက်၍လိုက်၍ထိုးတုပ်လိုက်နှင့်အလုံးများနေကြလေသည် ယခင်တုန်းကဒီမြေတခွင်သည်လူသူအသွားလာအရောက်ပေါက်နဲလာသောရေနက်ကွင်းကြီးဖြစ်၏။ဗျိုက်တော်ကိုင်းတော်ကြီးဖြစ်ပါ၏။ကျူပင်ကိုင်းပင်ခရပင်ညံဖော့ပင်များတောထနေသောကွင်းရိုင်းကြီးဖြစ်ပါ၏။မွေပါကင်းပါရန်ကြောင့်အသွားလာမရှိခဲ့သောနေရာပင် ထိုနေရာကိုပင်ဆက်ဆွမ်းအားလူဆွမ်းအားငွေအားအတတ်ပညာဆွမ်းမကားတို့ဖြင့်ပေါင်းဆက်ဖန်တီးလိုက်သောအခါတန်ရှင်းကျယ်ပြန့်သော ကွင်းပြင်တန်တန်လျားတွင် ငားမွေးကံများ ဖြစ်ထွန်း၍လာခဲ့လေတော့ဤထိုကွင်းကြီးကပင် နှစ်စဉ်ငားပိတ်တာပေါင်းတိမ်တောင်မကမွေးထုတ်၍ပေးနိုင်ခဲ့ရှိပြီငားပစုံဖန်းသည့်တန်ငါလုပ်ငန်းဆိုတာတော်တော်နှိမ့်ကြတေးနှိပ်သောလုပ်ငန်းဟုရခိုင်နှုန်းကယူဆခဲ့ဘူးသည်ယခုတော့တိမ်ပေါင်းများစွာရင်းနှီးနိုင်သော စီးပွားရေးသမားများကုမ္ပဏီကြီးများဝင်ရောက်၍ထိုတန်ငါလုပ်ငန်းတွင်အင်းနှင့်အားနှင့်ရင်းနှီးမြှုပ်နှံလာကြသောအခါ ထိုအရက်နေ့ရွာနေပြည်သူများမှာအထူးသဆန့်ဖြစ်ကအံ့ဩခဲ့ကြပါသည်။သို့သောနှစ်နှစ်သုံးနှစ်အကြာမှာပင် ဖြစ်ထွန်းအောင်မြင်လာသော အကျိုးစီးပွားများကိုမြင်တွေ့လာရသောအခါမှသဘောပေါက်ကြလေတော့၏။ထိုငါးကန်ကြီးများတွင်ကန်ဆောင်သူအစာကျွေးသူဖန်စီပေးရသူပိုက်သမားကွန်သမားစသည်ဖြင့်လုပ်ငန်းများလုပ်ကင်ရန်ဒေသခံတန်ငါတယ်များသည်ဝင်ရောက်လုပ်ကင်ကြရလေတော့၏။ သူတို့အားခင်မီနေစနစ်များဖြင့်ရင်းနှီးကျွမ်းဝင်အောင်လေ့လာသင်ကြားပေးလိုက်ရုံနှင့်ငားကန်များအတွေ့ကျွမ်းကျင်သောအလုသမားများဖြစ်၍လာတော့၏လေကလေးကိုတဲစီတို့ပြန်၍လှော့ခတ်လာရင် အစာကိုတောင်ထဲတွင်အစာသိမ့်မကြံတော့ကြောင်းတွား၍တွေးမိသေး၏မတန်ကနှစ်ရက်စာထက်မပိုနိုင်တော့ဒီကနေ့တော့မြို့ကအစာလာဖို့မြင့်ဆက်လေကလေးရောက်မည်ဟု သူမျှော်လင့်ထားပါသည် အသက်တို့မွေးထားသောကံသုံးကံကငါးတွေဖော်ချိန်တန်နေပြီဒီတခါငါးစာလာဖို့လည်းရင် တကောင်လည်းရင်80သား90သားခန့်ရှိနေရှိပြီတက်ကလေးတထေးကလေးပါလာပါစေဟူ၍လည်းဆူတောင်းနေမိသေး၏သို့မှသာကံဖော်ဖို့အစီအစဉ်တွေလုပ်ရတာအစဉ်ပြေရှိမည်တထေးလေးသည်သဘောတကာရကောင်းပြီးဥတော်ကျော်တို့မိသားစုအားဂယုတဆိုင်ရှိလာပါသည် သူ့အတွက်ကွန်စီလက်ဖက်ကအစား ူဇနီမခင်မီအတွေ့ဆန်စီစသည့်မိဖို့ကြောင့်သောပစ္စည်းများပါဝယ်လာပေးလေရှိပါသည်။တမီးကလေးကိုလည်းညမလေးညမလေးနှင့်ခင်ခင်တွေ့တာရှိကအဝေးအစားကအစားဆွဲကြိုးကလေးများပါဝယ်ပေးသေး၏။ညိုမကလည်းမောင်ပွားအကူများနှင့်အတူမနေရသည်ဖြစ်၍တထေးကလေးအပေါ်မှာအကူအရင်းတပွဲနှွဲဆိုးဆိုးကတွေ့တာလျက်ရှိပါသည်။ယနေ့နဲ့နဲ့ထမင်းဝိုင်းတွင်ညိုမတယောက်ထမင်းမစားနိုင် ထမင်းမွိုင်းတွင်အာယုံမရှိရှောင်းကလေးစီတို့သာဆက်လေတန်ရဆက်လေတန်ကိုသာ နားတဆင်ဆွင့်ရှိပါသည်ဒါကိုပင်အမေကဘာလဲဟင်းမကောင်းလို့လားညနေကျရွာတဲ့ဘက်ဟင်းစားသွားရှာပေးလိုက်စားမှာတော့ဟုဥတော်ကျော်ကို ပြောနေသေးသည်ဟောပဲ့တောင်တန်ကြားရတယ်ကျမတို့အတွက်အစာလာဖို့တဲ့ဆက်လေပဲဖြစ်မယ်ဟုပြောရင်ညိုမတယောက်ထမင်းဝိုင်းကထား၏အဖြစ်သေးနေသောသမီးကိုမအေကမျက်စောင်းထိုး၍ကြည့်သည် မကြခင်မှာပင်တထေးဤလူယုံကိုစံတင်တဲရှိသို့ရောက်လာပြီအဘရေအစာတွေပါတယ်ဗျအဘအတွက်တည်င်းလဲပါတယ်ဟုတ်ပြောရင်တဲအတွင်းသို့ဝင်လာသည်တအိမ်သားလုံးကစိတ်ဝင်စားစွာ နားဆွင့်နေကြစင်ပါပင်ကိုစံတင်ကစကားကိုဆက်သည်တထေးလေးမလာအားဘူးအဘရေအဲ့ဒါအခုဖော်ရမယ့်ကံတွေကိုအဘနဲ့ကျွန်တော်ပဲဦးစီးပြီးဖော်ထားပါတဲ့ အဲ့ဒါကြောင့်ကျွန်တော်လည်းအဘတို့စီမှာကြာကြာနေရလိမ့်မယ်။အဘကိုလည်းမှားတယ်။အာလုံးသူစိတ်ချရပါရစိတ်ချရပါစိတ်ချပါရစေတဲ့။ဘာဖြစ်လို့မလာသေးတာလဲကွာ။ကန်ဖော်တာကတော့မင်းနဲ့ငါချင်းရင်ဖြစ်တာပါပဲ။ငါတို့ကသူ့ကိုလာစေချင်တာကွာ။ကျွန်တော်ကိုပြောတာတော့အညာဘက်ကိုတက်ပြီးပဲမျိုးစုံသွားဝင်မယ်ပြောတာပဲ။အဲ့ဒီမှာတော်တော်ကြာမယ်တဲ့။ ဝယ်လို့ပြီးရင်လည်းနိုင်ငံเจ้าကိုပို့ဖို့လှုပ်ရှားရှိတာတွေရှိသေးတယ်တဲ့အဲ့ဒါကြောင့်ဒီကငါးကန်တွေကိုကြည့်ချက်ဖို့ကျွန်တော်ကိုထားခဲ့တာပဲအဘလည်းရှိတော့သူစိတ်ချပုံရပါတယ်အင်းအန်ဩစရာတော့ကောင်းတယ်ဟိငွေကြီးအများကြီးရင်းနေတာနဲ့ဒီငါးကန်တွေကိုသူ့မို့လို့စိတ်ချလက်ချထားရက်တယ်ဦးတော်ကျော်ရဲ့စကားကိုနားထောင်ရင်းကိုစံတင်ကသဘောကျစွာဖြင့်ရဲလေသည်ပြီးတော့မှ အဖကလည်းခတ်ပါပြီတဲ့သူ့အတင်နဲ့ဒီလောက်ငွေကြေးကိုဘယ်ကယူဆိုင်မလဲအဖရဲ့တောင်းချီပြီးချမ်းသာတဲ့သူပဲဟာဟုပြောပြီးရေနေချမ်းတစ်ခွက်ကိုငုံတောင်းရင်ညိုမအတွက်လည်းအဝယ်စားတွေဝယ်ပေးလိုက်ပါတယ်ဗျာဆက်လီထဲမှာပါခဲ့လေရဲ့ခေါင်းကောင်ကနားထောင်နေသောညိုမကဘာမှဝင်မပြောပဲငြိမ်သက်စွာ ရှိနေစေမှာပဲဘာကွာတောင်းချီပြီးချမ်းသာတယ်ဟုတ်လားမင်းတောင်းကန်းန်းကဘာများထူးဆန်းတယ်လေကွာ ဒီမှာရှိတဲ့ငါးကန်တွေကတိန်၄90မက တန်တယ်တို့မင်းတို့ပဲပြောသွားပြီးတော့ကိုစံတင်ကဥတော်ကျော်ကိုခယူနာတက်စွာတစ်ချက်ကြည့်လိုက်ရင် ကျွန်တော်ပြောတဲ့တောင်းကနန်းဆိုတာတိန်ပေါင်းတောင်းနဲ့ရှိပြီးချမ်းသာတာကိုပြောတာအဖရဲ့ကျွန်တော်နဲ့နှစ်ပေါင်းများစွာအတူနေလာတဲ့သူဆိုတော့တထည့်အကြောင်းကိုကျွန်တော်အတိဆုံးပဲဘယ်ဟာမဆိုသူစိတ်ဝင်စားရင်ခဏပဲအခုလုံနေတဲ့ငါးမွေးမြူရေးဆိုတာကတော့ သူညင်းငွေသွားပြီးစိတ်ဝင်စားတော့ဘူးတင်လေထဲမှာဆက်လီနဲ့ငါးဖန်းတဲ့လုပ်ငန်းတွေစီအောင်ချန်နဲ့ရာဘာလုပ်ငန်းတွေအိုးသူလောက်ခဲ့တာတွေမှအများကြီးပဲအဲ့ဒီလုပ်ငန်းတွေလည်းခဏပဲစိတ်ဝင်စားခဲ့တာပဲနည်းနည်းကြာလာရင်ဘာကိုပဲဖြစ်ဖြစ်သူစိတ်ဝင်စားတော့ဘူးဟောအခုပဲကြည့်တဲမျိုးစုံတင်ပို့တဲ့အလုပ်ကိုစိတ်ဝင်စားပြီးအညာဘက်ကိုတက်သွားပြန်ပြီအင်းဒါလည်းခဏပဲနေမှာပါဗျာ ဩငွေကြီးချမ်းသာတဲ့သူတွေများကြတော့လေဘာကိုပဲလှုပ်လို့တင့်တယ်တာပေါ့လေကဲလှုပ်နိုင်ကြတာပြီကိုဥတော်ကျော်ကခလေးလေးမှတ်ချက်ကြသည်အနားတွင်ထိုင်ကတစ်ချိန်လုံးငြိမ်သက်စွာနားထောင်နေသောညိုမတယောက်ကအရာရာကိုသဘောပေါက်နားလည်သွားခဲ့ရှိပြီအတာထကတဲအတွင်ရှိသူမအခန်းကလေးတဲတို့ဝင်၍သွားသည် အရာကလေးပေါ်တွင်ထိုင်ရင်ဗျတင်းပေါက်ကလေးမှတမျောတခေါ်ကျဲပြန်းလာတော့ကွင်းပြင်ကြီးစီငေးမောရင်မျက်ရည်တို့မှတသွဲသွဲစီး၍ကြလာပါသည်အရာရာသည်ပြီးဆုံးချင်းသို့ရောက်ခဲ့ချေပြီတန်တိုင်နှင့်စောက်တည်ခဲ့ခြင်းမဟုတ်သောညိုမာတို့၏စိတ်ကူးရင်ပိတ်မှန်ကြီးတစစီကြေမွားပြိုလဲသွားခဲ့ချေပြီဟုတ်မှာပါပဲဥွက်အတွက်ညိုမာဆိုတာရိုးသွားပြီပေါ့နော်နောက်ထပ်အစ်စ်အစ်စ်တွေနောက်နောက်ထပ်အစ်စ်အစ်စ်တွေနောက်လိုက်နေတဲ့ ဥတို့လိုပြည့်စုံချမ်းသာနေတဲ့လူတွေအတွက်ကတော့ယောသားမှုတို့တစ္ဆာတရားတို့ရှင်ချင်းမြတ်တာတို့ဆိုတာအိမ်မက်ထဲတောင်ထဲ့ပြီးမက်ခဲ့ဘူးမှမဟုတ်ပါဘူးတံပိုးလည်းထားမဲ့သူတွေမဟုတ်ပါဘူးညိုမားတို့အတွက်သာတစ္ဆာတရားတို့ယောသားမှုတို့ရှင်ချင်းမြတ်တာတို့ဆိုတာညိုမားတို့ရဲ့အသက်ဆိုလည်းဟုတ်တာပဲဘဝဆိုလည်းဟုတ်တာပါပဲခေါင်းအောက်ကလှစင်ဝယ်ပေးခဲ့သောဆေးကပ်ကလေးကိုအသာဆွဲထုတ်လိုက်သည် ဆေးကကလေးကိုကြည့်ရင်ဦးပြောခဲ့သောစကားတို့ကို နားတွင် ကြားရောက်နေသေး၏ညုံမကိုလေတကယ်ရှိတယ်ဆိုတာယုံမညုံမရဲ့ညုံမကိုဦးလက်ထပ်မယ်ညုံမရောညုံမရဲ့အဖေနဲ့အမေကိုပါတင်တောင်းတင်နေထားမှာပါညုံမရဲ့အခုလောလောဆယ်တော့အချိန်မကြာသေးဘူးလေဒါကြောင့်ဒီဆေးကကလေးကို ယူထားတစ်နှစ်တလုံးတောင်းတော့နောက်အတူတူနေတဲ့အခါကြာတော့မှညုံမမှာဆက်၍မတွေးနိုင်တော့ အင့်ကနေကြဲ့၍ရှိုက်တန်ကလေးထွက်ပေါ်လာသည်ပြတင်းပေါင်းမှတိုးဝင်လာသော ကွင်းလေကလေးသည်ညိုမ၏ဆန်ရွယ်တို့ကိုတို့ထိကြည်စလျက်ရှိပါသည်လှိုင်းတစ်ဖက်ဖြင့်ကခုန်နေသောငားကန်ကလေးသည်တကန်နှင့်တကန်ထိဆက်လျက်ကွင်းပြင်ကျဲကြီးတစ်လျှောက်ရှုမဆုံးနိုင်အောင်ဝေး၍ဝေး၍သွားကဟိုးအဝေးဆုံးတနေရာတွင်ပြာလွင်သောမိုးကုတ်ဆဝိုင်းနှင့်ထိဆက်လျက်ရှိနေသည်ထင်ရတော်သည် ငွေပြိုင်မြို့တအုပ်သည်ထိုမိုးကုတ်စဝိုင်းစီသို့ဥတီကပြန်တန်းနေကြသည် တိမ်မြင်တိမ်ဆိုင်တို့သည် ကောင်းကင် လေဟုန်စည်းလျက်ခရီးနှင့်နေကြသည်မိုးကုတ်စဝိုင်းဆိုသည်မှာတကယ်တော့ဘယ်သောအခါမှမြေပြင်နှင့်တွေ့ဆုံနိုင်ခြင်းမရှိကြောင်းကိုတချိန်ချိန်မှာတော့ညိုမတယောက်နားလည်နိုင်ပါလိမ့်မည်ဟုတ်ကဲ့ဝိထုတို့လေးကတော့အီဒင်မဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူ ျွန်တော်တို့ရဲ့ညီကောင်မတော်မတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ